အားလုံးပဲမင်္ဂလာပါ CT Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Manchester City နဲ့ကစားသမားတွေရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် CMB ကို YouTube မှာ Subscribe မလုပ်ထားရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါအီတလီရဲ့တင်းအတွက်သမိုင်းပြည့်ရေးထိုးသွားမယ်ဆိုရယ်ဒေါနာရမားနဲ့ကက်တူဆိုမန်စီးတီးနဲ့အီတလီယန်ဂိုးသမားဒေါနာရမားကတော့မိဖုရားကြီးကက်တူဆိုနဲ့အတူသမိုင်းပြည့်ရေးထိုးသွားမယ်လို့ကြုံမာလိုက်ပါတယ် 2026 World Cup qualification ပွဲစဉ်တွေဖြစ်တဲ့ Estonia နဲ့ Israel တို့နဲ့မကန်ခင်ဒီ Azzurri လို့ခေါ်တဲ့ Italy အသင်းသားတွေက Conversino training camp က The Novo Museo del Calcio ပြပွဲကိုတွားကြည့်ခဲ့ကြပါတယ်။ဒီမှာ Italy အသင်းရဲ့တမိုင်းဝင်အောင်ပွဲကိုပြသထားသလိုနေရာလွတ်တစ်ခုလည်းအဲ့ဒီမှာထားရှိထားပါတယ်။ဒီနေ့သမားတွေနဲ့အတွေ့အကြုံမှာ Donnarumma ကအတိတ်မှာအသင်းကအောင်မြင်ခဲ့တော့ကျွန်တော်တို့ကိုကျွန်တော်တို့တာဝန်ရှိတယ်လို့လည်းခံစားရပါတယ်။ မိုင်းတည်ရေးထိုးဖို့ကျွန်တော်တို့အစွမ်းကုန်ပေးဆက်သွားမှာပါကြီးပြကြီးနဲ့ဒူအောင်မြင်မှုတွေစုကူးနိုင်ဖို့လည်းမျှော်လင့်ထားပါတယ်ရတဲ့ကတော့အမကန်းပါပဲစပိန်တွေတောင်ထားပါတယ်ဒီပြကန်းမှာအီတလီရဲ့တင်းအဆက်ဆက်အသုံးဆောင်တဲ့မှတ်တရပစ္စည်းတွေကိုခင်းကျင်းပြသထားတယ်လို့ကမ္ဘာဖလား၄ချိန်ရခဲ့တဲ့မှတ်တရတွေလည်းပါဝင်ပါတယ်1934 1938 1982နဲ့2006တို့ပါ2006မှာဆိုလက်ရှိဒီပြကန်းတွေဆိုလည်းပါဝင်ကစားခဲ့ပါတယ် ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပက်ကွာဒီယိုလာရဲ့လူယုံနဲ့ဖြစ် စီတီလက်ထောက်နီးပြအောင်နဲ့ဖြစ်တဲ့ Cars Plancha ကတော့ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်တို့ထက်ဘာကြောင့်စီတီမှာပက်ကွာဒီလာအချိန်ကြာကြီးနီးပြဖြစ်နေလဲဆိုတာကိုဖွင့်ဟသွားပါတယ်2024ဆောင်းဦးမှာကွာဒီလာတယောက်စီတီနဲ့နှစ်နှစ်တက်တန်တိုးထားတာပါစာချုပ်တင်ကြောင်း2026-29ရာသီကုန်ဒီအတင်းမှာဆက်ရှိနေမှာပါစာချုပ်ပြည့်တဲ့အချိန်ဆိုအင်္ဂလန်မှာစုစုပေါင်း17နှစ်အထိရှိသွားပါမယ် Manuel Pellegrini နေရာကိုစားဝင်လာပြီးကြတဲ့ကလက်ရှိမှာ City ရဲ့ရွှေခေတ်တစ်ခုကို Guardiola တိစောက်ပြခဲ့ပါတယ်။ဤတွင်စုပလားပေါင်းစုံပါဝင်မှတ်ပြီးပလား6ကြိမ် Champions League တို့ကိုပါရရှိထားတာပါ။ Man City ပုတ်ခွဲကတော့ Guardiola Top Power ကအစားထိုးဖို့နောက်ွယ်မှာရှာဖွေထားမှာဖြစ်နေတယ်လို့နီးပြရဲ့အသင်းမှာရေးရှိချက်ရှိမဲ့အရေးအယောင်တွေကိုလည်း interview တွေမှာဖြေကြားတာကိုတွေ့လာရပါတယ်။ဘာစီလိုနာမှာလည်းအတူဖြတ်တန်းမှုသလိုဒီညွေကောင်မှာစူပီလက်ထောက်နေပြဖြစ်တာနဲ့ထွက်ခွာသွားတယ်။ဘာယူလာရဲ့လူယုံ cars plan chart ကတော့အခုလိုဆိုပါရင် GDP အသင်းကကျွန်တော်တို့မီတာစုလို့ဆက်ဆံတာပါဒီမှာကိုယ်ဝင်ကိုယ်ရလို့ပဲစီမံလုပ်ကံကိုရပါတယ်ဘာစီလိုနာဘိုင်ယန်တို့မှလည်းမတူတဲ့ခံစားမှုမျိုးနဲ့ဘက်က City မှာလှုပ်လှုပ်နေရတာပါအဓိကကအသင်းနဲ့သက်ဆိုင်တဲ့လူရာခရပါပဲဖက်အနာကလူတွေပြည်သက်တွေကအသင်းအတွက်ဆိုအလေးနက်ထားကြတာပါဆိုလိုချင်တာက Guardiola နဲ့သူတို့ကြားမှာသဘောထားမတိုက်ဆိုင်တာတွေရှိကောင်းရှိပါမယ်သို့တော့အသင်းကကွင်းထဲရောက်တဲ့အခါမှာတော့အားလုံးကတသားလေးပဲဖြစ်သွားပြီတယောက်ကိုတယောက်ကာကွယ်ကြပါတယ် လွန်ခဲ့တဲ့နှစ်တွေတုန်းကဗီနီတက်စ်ရဲ့လီဗာပူးမှာလည်းဒါမျိုးကျွန်တော်မြင်ခဲ့ရဘူးပါတယ်စီတီမှာလည်းဖာလန်ဆိုရီယာနိုနဲ့စီတီတို့မိသားစုဆက်ဆံရေးရှိခဲ့ကြရှိနေကြသေးပါပဲဂါဒီယိုလာဆက်ရှိမရှိနဲ့ပတ်သက်လို့လည်းအဲစီတီနီးပြဟောင်းကဒါကတော့စက်ရဲ့ကိုပိုင်ဆုံးဖြတ်ရမယ့်ကိစ္စလို့ထင်ပါတယ်အခုစီတီ project ကတော့9နှစ်ကနေ6နှစ်အထိကြာပါမယ်ဒါကွာရီယိုလာနဲ့တခြားသူတွေအတွက်တော့မဟုတ်ဘူးပေါ့ဆိုလိုတာက project ကြီးတက်တက်က9နှစ်6နှစ်ဆွဲထားတာကိုပြောတာပါဒီလိုပဲဆက်သွားနေမယ် project တစ်ခုပြီးတစ်ခုပေါ့ မိတ်ဆွေတယောက်အနေနဲ့ဘက်ကလည်းနီးပြဘွားအနေနဲ့ရှိနေအောင်ပါဆိုတော့ project အစ်စ်တခုလောက်မလုပ်ချင်ဘူးလားလို့တော့ကျွန်တော်ကအပြန်ပေးမိပါမှာပါလို့နီးပြတစ်ထောင်နီးပြဟောင်းကပြောဆိုသွားပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်မှာတော့ Kevin Phillips ကိုလာမယ့် January မှာမထုတ်ပဲဒါမဲ့နောက်နှစ်မှသာရောင်းထုတ်ဖို့စီးပွားဘက်ကစဉ်းစားထားပါတယ်။မနစ်ကရာသီမှာ Ipswich Town အသင်းကငါးထွက်ကစားခဲ့ပြီးမြေဒီယာဒီမှာ Kevin Phillips တယောက်အသင်းမှာဆက်ရှိနေပါတယ်။ ပန်နလင်ဟိုနေရာစားထုတ်ဖို့ lease ကနေခေါ်ယူထားတဲ့ဒီအင်္ဂလန်သားသမားဟာတဦးချင်းအနေနဲ့တော့ City မှာလက်ရှိအချိန်ဒီမှာအောင်မြင်သေးပါဘူး။ခြေရာဒီမှာလည်းခြေကနောက်တန်ရာရရှိထားတာကြောင့်ဈေးကွက်ထဲမှာလည်းအတင်းတရှာပွေးရခက်ခဲခဲ့ပါတယ်။သားသမားကကြံ့ကြံ့မှုပြန်လဲပြေဝလာချိန်မှာတော့ဝါရီယိုလာကအသင်းကိုပြန်လဲခေါ်ယူထားတာပါ။အဲဒါပြီးနေကာရာဘောင်းတတိယဆင်ပွဲမှာတော့လူသားဝင်ကစားသမားအဖြစ်စတင်ပါဝင်ထားပါတယ်။ တခါက Declan Rice ကိုရောက်ဖို့ Kevin Phillips နဲ့ပြောင်းရွှေ့ကြလိုက်ပြီး CD ကဝက်ဟမ်ကိုကန်လန်းခဲ့မှုပဲပဲတကားသမားက Arsenal ကိုရွေးချယ်သွားတာအားလုံးသိပါဒီရောရှားရတာကတော့လာမယ့်2026ချောင်းရည်ဈေးကွက်မှာလည်းအသင်းကနေထွက်ခွာသွားဖို့မရှိဘဲနဲ့စီရီယာလေကစားသမားကိုပုံမှန်ခြေစွမ်းရဖို့ပွဲတချို့မှာထဲသိမ်းကစားသွားမှာဖြစ်တယ်လို့နောက်ရာသီမှာတော့ဈေးကောင်းရဖို့မျှော်လင့်ထားတယ်လို့ reports တွေကသိရပါတယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ Man City ရဲ့လက်ရှိ Premier League ရဲ့ချက်လက်တွေကိုကြည့်ကြပါမယ်။ လက်ရှိမှာခုနှစ်ပွဲကစား၄ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးနေထားပါတယ်။ရမ၁၃မှတ်နဲ့၁၅နေရာမှာယက်တီနေနိုင်ရပါ။ကစားသမားတွေကတော့ World Cup Qualification အတွက်နိုင်ငံတင်းတွေစီကိုပြန်လည်ပူးပေါင်းနေပါတယ်။အဲဒီမှာတော့ CD ရဲ့ဂိမ်းကနေတချို့ကတိုက်စစ်ကနေ position ပြီးကျွန်တော်တို့တခုချင်းလေ့လာကြည့်သွားပါမယ်။ attacking မှာကျွန်တော်စလိုက်ပါမယ်။တိုက်စစ်နဲ့ပတ်သက်လို့လက်ရှိမှာ15ဂိုးရရှိထားပြီး league မှာအများဆုံးပမာဏပါ။ Haaland တယောက်တည်းက6ဂိုးသွင်းထားပြီးတော့ Premier League ရှေ့ခနဲ့ဆိုအတွက်နေရာဦးထားပါတယ်။ ဒီတဲက79မှာတော့ twin go နဲ့ fan ဒီသူမတူညီတဲ့ကစားမှာအတွဲဖန်နဲ့ရရှိထားတော့ expected go ratio မှာ12.21 hd ရှိပါတယ်အဲ့ဒီ12.21နဲ့ကျွန်တော်တို့15ကိုရထားတာပါ city ten hd ပိုများတယ် united နဲ့ crystal bay လေးတွေရှိပေမဲ့ twin go ကတော့ city ten ပိုနည်းပါတယ်စုစုပေါင်း go ပေါက်ကန်သွင်းချက်68ချိန်လောက်ထားပါတယ် premier league မှာ၄သင်းမြောက်အများဆုံး go ပေါက်ကန်သွင်းထားတယ်အသင်းမှာ န်စစ်ကိုကြည့်လိုက်ရအောင်ဂျပန်နဲ့မှာလက်ရှိကျွန်တော်တို့6-9ခွင့်ပြုထားပြီးစီးတီးတက်နေတာ၄သင်းပဲရှိပါတယ်။နောက်ဆုံး၄ပွဲမှာတော့9ခုသာခွင့်ပြုထားပါတယ်။ကိုသမားသစ်ဒိုနာရမားက clean sheet နဲ့ကျင်ရတာတယ် expected goal against 7.1မှာ6-9ပဲပေးရတယ်ဆိုတော့ကိုသမားကအထူး lesson ပြထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ဟိုအကက်စေတင်ပြတာခံရရပြီးတော့အနီးကမထီးရဲ့ဆက်နေတင်းတင်းမှာ CD ပါဝင်နေသေးပါပဲ။ position ကိုကြည့်လိုက်ရအောင်။ကစား ဘလုံးပိုင်ဆိုင်မှုမှာတော့ကစားရံအပြောင်းလဲရှိနေတယ်ဆိုတော့ညာလည်းလိမာပြေဖို့မှုအောင်မြင်မှုအများဆုံး3985အကြိမ်တပွဲကိုအကြိမ်940နဲ့ထိပ်ဆုံးမှာရက်တည်နေသေးပါပဲဘလုံးပိုင်ဆိုင်မှုကတော့59ရာခိုင်နှုန်းနဲ့အက်တိုဗီလာစနေချက်စီနဲ့လော်ဘဘူးတို့နောက်မှာရက်တည်နေပါတယ် pass completion ထိပ်ဆုံး15ရောက်တယ်မှာလို့ city ကစားသမားတယောက်မှပါဝင်ခြင်းမရှိပဲနဲ့အဆင့်16နေရာမှာတော့404ကျင်းနဲ့ rookie ဒီရက်ကရက်တည်နေပါတယ် ဒါရီကတော့ဒီနေ့နောက်ဆုံးရမယ့်ဖြစ်စဉ် CD သတင်းတွေကိုပြင်ဆက်ပေးသွားတာဖြစ်ပါတယ်။တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။အားပေးတဲ့အတွက်အားလုံးကျေးဇူးပါ။